နမစတေအားလုံးကိုအဆုံးစကြောက်ကယောဂသည်စကခုလည်းတည်ကြပြီးတင်းကြောက်ကနှလုံးစလုံးသည်တဆဲထန်နေသောထီယမှုခေလှုပ်ဆောင်နေပြီးပြန်လည်ပြုကင်၍မရနိုင်သောအခြေအနေဖြစ်သည်အခြေခံအဖြစ်အဆက်မပြတ်ကြောက်ကယောဂသည်အဆင့်၅ခုရှိပြီးအဆုံးစကြောက်ကယောဂသည်နောက်ဆုံးတည်ဆုံးမည့်အဆင့်တို့မဟုတ်အဆုံးအဆင့်တို့မဟုတ်၅ခုမြောက်အဆင့်ဖြစ်သည်အဆုံးစကြောက်ကယောဂအတွက်အနည်းရှိသောအချက်များမှာစီချိုယောဂတွေးပေါင်းခြင်းဆလိတ်တောက်ခြင်းအဝါလုံးခြင်း ဒါကျမှုတတဆိုင်နဲ့ပရိစီဝါစီများကဲတူတော့ဆေးဝါအချို့မျိုးရုပ်ပြီးဇယောဂာများနဲ့တခါတရံကြောက်ကကြောက်များဖြစ်သည်အဆုံးဆက်ကြောက်ကယောဂာတွင် ကုသမှုရွေးချယ်စရာနှစ်ခုသာရှိသည်ဒါကတော့ဒိုင်ယာလစ်သူမဟုတ်ကြောက်ကအစာထိုးခြင်းဖြစ်နိုင်သည် သို့တော့တွေးပောင်ချိန်ထိမ့်ချုပ်ခြင်းတွေးတွင်တကြားထိမ့်ချုပ်ခြင်းကိုယ်လေးချိန်ထိမ့်ချုပ်ခြင်းဂျီလုံလောက်စွာတောက်ခြင်းနဲ့ဒါကျင်မှုတတဆေးသူမဟုတ်ပရိစီဝါစီများများများမတောက်ခြင်းကဲ့သို့သောအနည်းရရှိသောအချက်များကိုဖော်ထုတ်ပြီးကုသနိုင်မှာက အဆုံးဆက်ကြောက်ကက်ယောဂါကိုနောက်ကျစေခြင်းသို့မဟုတ်တခါတရံမဖြစ်အောင်ကာကွယ်နိုင်ပါသည်